တန်ရှိုးတွင်နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAA နဲ့ SSPB SSA တို့အကြားအငင်းပွားမှုများကိုပြည်စုံညှိနှိုင်းဆွေးနွေးခြင်းဖြင့်သဘောတူညီမှုရရှိကြောင်းသတင်းရရှိပါသည်။လာရှိုးမြုံနယ်တွင်တိုက်ပွဲဖြစ်ပွားပြီးနောက်ကိုက MNDAA နဲ့ရှမ်းပြည်ဒုတိယပါတီ SSPB SSA တို့အကြားအငင်းပွားမှုများကိုပြည်စုံညှိနှိုင်းဆွေးနွေးခြင်းဖြင့်သဘောတူညီမှုရရှိကြောင်းကိုကကသတင်းထုတ်ပြန်လိုက်ပါသည်။ဂျွန်လာ19ရက်နေ့ MNDAA နဲ့ SSPB တို့၏ပြည်စုံဆွေးနွေးပွဲကို ကိုကအထူးဒေသတစ်ဒိန်းဒီခိုင်တန်လွင်ကျေးရွာတွင်ကျင်းပခဲ့ပြီးဝါပြည်သွေးစည်းညီရေးတက်မတော် UWSA ဘက်မှကိုစလဲဖွဲ့ကတက်တည့်အဖြစ်တက်ရောက်ခဲ့ကြောင်း MNDA ဘက်မှအစ်စ်မြတ်အရာရှိကြီးများပါဝင်သောအဖွဲ့တက်ရောက်ခဲ့ကြသော SSPP SSA ဘက်မှဒုတိယတပ်မှုချုပ်ဗိုလ်ချုပ်ကြီးဦးနိုင်ဖဦးဆောင်သောကိုစလဲအဖွဲ့တက်ရောက်ခဲ့ကြောင်းတင်ပြရရှိပါသည်အဆိုပါတွေ့ဆုံမှုတွင်နှစ်ဦးနှစ်ဖက်စလုံးစိတ်ဝင်စားသည့်လက်တလောကိစ္စရပ်များနဲ့ပတ်သက်၍လက်နက်ရှိုင်းရှိုင်းဆွေးနွေးပလဲခဲ့ကြောင်းကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှုပပျောက်အောင်ဆိုသည့်ဏိယာမကိုလက်ကင်ထားပြီးလက်တလောပေါ်ပေါက်လာသောအမြင်ကွဲလွဲမှုများနဲ့သဘောထားကွဲလွဲမှုများကိုငြိမ်းချမ်းစွာဖြေရှင်းရန်သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည် MNDA ဘက်မှမဟာမိတ်တပ်တော်ဒုတိယစေဦးစီးချုပ် Mr. Pangdijun က MNDA ဒီအခြားမြေသည့်တိုင်းရင်းသားတော်လာရေးလက်နက်ကင်ဖွဲ့စည်းနဲ့မဆိုဗတိပခဖြစ်ပွားလို့ခြင်းမရှိပါမြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းအားလုံးနဲ့ချစ်ချစ်ရင်းနှီးစွာနေထိုင်လိုပါသည် ် MNDAA သည်အခြားမြေတီတိုင်းရင်းသားဒေါ်လာရေးလက်နက်ကင်ဖွဲ့စည်းကိုမဆိုဖိနှိပ်ရမြေတီအခါမြစိတ်ဆာနာမရှိခဲ့သလိုယခုလည်းမရှိပါအနာဂတ်တွင်လည်းလုံးဝရှိလာမည်မဟုတ်ပါဟုပြောဆိုပါတယ်နှစ်ဖက်တပ်ဖွဲ့များအနေဖြင့်အစ်စ်မြင့်ဆက်သွယ်ညှိနှိုင်းရေးရန်တရားဖွဲ့စည်းရန်သဘောတူညီခဲ့ပြီးနှစ်ဖက်အလို့ဖွဲ့ဝင်များ၏ဆက်သွယ်ရေးတာဝန်ရှိသူများကိုချက်ချင်းတတ်မှတ်ခဲ့ပေးခဲ့ကြသော တွေ့ဆုံမှုကိုလက်တွေ့ကြောက်ရွံ့ပွင့်လဲမြင်သာသောပုံဝန်ကျင်တွင်ကျင်းပခဲ့ပြီးနှစ်ဖက်စလုံး၏အငင်းပွားမှုများကိုထိန်းချုပ်ရာနှင့်ပဋိပက္ခနယ်ပါးစီရန်ဆွေးနွေးပွဲစကားဝိုင်းမှတဆင့်ကြိုးပမ်းအားထုတ်မှု၏အပြုသဘောဆောင်သောသဘောထားကိုအပြည့်အဝပြသခဲ့ကြောင်းသိရှိရပါသည်။ဂျွန်နာတရက်နေ့လာရှုမြို့နယ်တွင် MNDA နှင့် SSPP တပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လာရှိုးမြို့နယ်နားလိုင်ကျေးရွာအနောက်ဖက်ရွာအထွက်လမ်းကို SSPP SSA စစ်ကြောင်းထွက်နေခြင်း MNDA တပ်မအမှတ်611လက်အောက်ခံတပ်ကခြုံခိုတိုက်ခိုက်၍နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲတွင် MNDA တပ်ဖွဲ့ဝင်ရှိဦးကြာဆုံးခဲ့ပြီးဒဏ်ရာသူများလည်းရှိကြောင်းရင်းနှီးညနေပိုင်းလာရှိုးမြို့နယ်ဟာနာကျေးရွာ၌တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်းသိရှိရပါသည် MNDA နှင့် SSPP တို့သည် KIA AA UWSA NDAA TNL တို့ဖြင့်ဖွဲ့စည်းထားသောမြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဟုအများခေါ်ဆိုကြသည့်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင်ပါဝင်သောမဟာမိတ်တပ်ဖွဲ့များဖြစ်ကြပါသည်။မြန်ကြန်တွင်စစ်သားနှင့်ပြူစောတီများလိုက်ပါလာသောကားကိုကြားပြတ်တိုက်ခိုက်မှုကြောင့်ရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြစ်ဖြိုးကြောင်နှင့်ပြူစောတီကောင်းဆောင်မင်းတိုက်အပါဝင်၃ဦးသေဆုံးကြောင်းသိရပါသည်။ မန္တလေးတိုင်းမြင်းကြမြို့နယ်အနိုင်ကျေးရွာနဲ့ခေါင်းကွဲကျေးရွာကြားစစ်သားနဲ့ပြူစောထီများလိုက်ပါလာသောကားကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြည့်ဖြိုးကျော်နဲ့ပြူစောထီကောင်းဆောင်မင်းတိုက်အပါဝင်တုံးဦးတည်ဆုံးခဲ့ကြောင်းမြင်းကြမ် Black Tiger MBT တပ်ဖွဲ့ကောင်းဆောင်ကပြောပါရယ်ဂျွန်လ18ရက်နေ့ညနေ6:00နာရီအချိန်မြင်းကြမ်မြို့မှထွက်လာသောရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြည့်ဖြိုးကျော်နဲ့အနိုင်သာပေါင်းကျေးရွာအုပ်စု ပြူစောတိကောင်းဆောင်မင်းတိုက်အပါဝင်၄ဦးလိုက်ပါလာသည့်ကားကိုမြန်ကြံ Black Tiger MBT တပ်ဖွဲ့ကကင်းပုံးဝက်ဆောင်ဆိုင်ကအလင်းငိုက်ကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တရင်ရုံကကားတစ်စီးတည်းလာမယ်လို့တရင်ရတာတကယ်သွားတိုက်တော့ကားနှစ်စင်းဖြစ်နေလို့လက်နက်တွေမရခဲ့ဘူး။တစ်စီးတည်းဆိုပြီးအနိကအပိုင်ဝိုင်းပစ်ခဲ့တာရုရှားပြန်ပူကြီးလည်းသိတယ်၊ပြူစောတိကောင်းဆောင်လည်းသိတယ်၊ကားပေါ်ပါတဲ့၄ဦးထဲက၃ဦးသိတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြန်ကြံ Black Tiger MBT တပ်ဖွဲ့ကောင်းဆောင်ကပြောပါတယ်။ ်ထိုးထိုးတက်ခိုက်မှုအတွင်ကားပေါ်တွင်လိုက်ပါလာသောပြည်ဖြူကျော်အလိမ့်သာပေါင်းပြူစောတိကောင်းဆောင်မင်းတိုင်းတဲ့တက်သားပိုင်စိုးတို့တေဆုံကတက်ကြကြီးမုတ်စိတ်မှာအပြင်းထန်တရရရှိသွားကြောင်းသိရှိရပါတယ်တေဆုံစစ်သားပြူစောတိများအလောင်းများနဲ့ဒဏ်ရာစစ်သားတို့ကိုမြင်းကြံမြို့နယ်ပြူစောတိကောင်းဆောင်တီတာရွတ်မွန်တဲ့အဖွဲ့ကလာရောက်တယ်ဆောင်သွားပြီးဒဏ်ရာအပြင်းထန်ရရှိသောတက်ကြကြီးမုတ်စိတ်ကိုမြင်းချံမြို့နယ်ပြည်သူ့စစ်ရုံကြီးတို့ပို့ဆောင်လိုက်ကြောင်း ထို့အပြင်တည်ဆုံသွားသောပြူစောတိကောင်းဆောင်မင်းသက်ရဲ့ရုပ်အလောင်းကိုတီတာယူမွန်ကမိသားစုတံပြန်မပေးဘဲသကြုံမီဟုတင်းယူထားကြောင်းသိရှိရပါတယ်။ကရင်ယူတင်းထားတဲ့ဂရိုင်းတိစကန်ကိုစစ်ကောင်စီတကပြန်တက်ယူကြောင်းသိရပါတယ်။ကရင်ပြည်နယ်ဖားပွန်ကမမောင်းလမ်းပိုင်းကကတိုင်တိစခန်းကိုတိုက်ယူပြီးငားလာနီးပါးအကြံမှာပြန်လဲလက်လွတ်လိုက်ရတယ်လို့ကရင်အမျိုးသားစီယုံခန်ယူတပ်မဟာငားရဲ့ပြောရေးစုခွင့်ရှိသူကပြောပါတယ်ဖားပွန်ကမမောင်းလမ်းပိုင်းမှာအရေးပါတဲ့ကတိုင်တိစခန်းကိုခန်ယူတပ်မဟာဦးဆောင်တဲ့ ပူပေါင်းတပ်ကယခုနှစ်ဇန်နဝါရီလ23ရက်နေ့ကတင်ယူခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်မဲ့ငါးလနီးပါးအကြာလက်ရှိဂျွန်လအတွင်းမှာတော့စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးပြန်လည်ရယူသွားတာလို့ဘုံမူကြီးစောကလေတို့ကဆိုပါတယ်။လက်လွတ်လိုက်ရတဲ့ကတိုင်းတိစကန်ကိုပြန်ရဖို့အတွက်ကမမောင်းမြုပ်ကနေတစဉ်စစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ပြီးမဲ့ကန်ယူတပ်မှငါးဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ရဲ့ဂျားဖြတ်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်စစ်တပ်စစ်ကြောင်းရှေ့မတွန်းနိုင်ခဲ့ဘူးလို့သိရပါတယ်။မြေပြင်စစ်ကြောင်းမစွမ်းသာတဲ့အခါမှာလေကြောင်းကိုအားပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘာမောင်းနဲ့ဂရိုင်းတိကြားကကျေးရွာတွေဘုံကျဲခံရသလိုဒေသခံတွေထိခိုက်ဒေကြတာနေအိမ်တွေဘာသာရေးစောင့်အုံတွေပျက်စီးမှုများရှိခဲ့ပါတယ်အဲဒီနောက်ဖာဘုံခိုင်ဂရိုင်းတိရွာယွန်းစလင်းမြစ်ဘေးကဂရိုင်းတိစခန်းကိုစစ်ကောင်စီတပ်ကပြန်လည်ရယူနိုင်ခဲ့ပြီးအင်အား150ကျော်နဲ့တဆွဲထားတယ်လို့ဘုံမူကြီးစောကလေးတို့ကပြောပါရတယ်။ဂရိုင်းတိကိုသူတို့ပြန်ယူလို့တော့ရတယ် ဒါပေမဲ့အထက်ဘက်ဖာပုံကိုတက်လာဖို့ကတော့အခုလောလောဆယ်အနေနဲ့တော့သူတို့အစီအစဉ်မရှိသေးဘူးနဲ့အတူတယ်သူတို့တက်လာတာတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့မပြောတတ်ဘူးအခုကတော့သူတို့တက်ဖို့ခြေနေကတော့တိတ်မရသေးဘူးနဲ့အတူတယ်ဟုဘူမူကြီးစောကလေးတို့ကဆိုပါတယ်ဒါအပြင်ဖာပင်ဘူဟာရဲ့ကာကင်းစကန်တစ်ခုကိုစစ်ကောင်စီတက်ကပြန်လဲရရှိသွားတယ်လို့လည်းသိရပါတယ်အခုသူတို့ပြန်သိမ်းလို့ရတာကဘူဟာနဲ့ကတ်နေတဲ့ကာကင်းနေရာနှစ်ခုပေါ့နော်တအားကတ်နေတော့ပြန်ခွာပေးလိုက်တာပါလို့ဘူမူကြီးစောကလေးတို့ကပြောပါတယ် တိုင်းဒီဖာကွန်တခွင်ကစစ်ကောင်စီတပ်ရဲ့ဆင်းဆွဲတောင်းတုံးလို့မထော်ကူးစိတ်ခမရ434ခလာရ19ဆဆနာ6လေးနှစ်တရင်တွေကိုပြီးခဲ့တဲ့နှစ်အတွင်းကဲယူတက်မှ9ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ကတပ်ယူနိုင်ခဲ့ပြီးဖာပုံမြုပ်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။စကိုင်းငါလင်းအတွင်းဒေါ်အောင်ဆန်းစုကြည်တန်းရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းကအသိပေးထားပါတယ်။ဒီခဲ့တဲ့မှလ28မှာလှုပ်ခတ်ခဲ့တဲ့အင်အား9တသမခွန်အဆင့်ရှိသခိုင်းငါလင်တန်းကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုအကျဉ်းချထားတဲ့ထောင်အဆုပ်အုံပျက်စီးခဲ့ပြီး ဒေါံဆန်းစုကြည်ရဲ့ဘယ်ဖက်လက်မောင်းတန်းရရရှိခဲ့တယ်လို့အသက်80ပြည့်မွေးနေ့မတိုင်ခင်စုဖောင်ဒေးရှင်းကသတင်းထုတ်ပြန်ထားပါတယ်။စုဖောင်ဒေးရှင်းဥက္ကဋ္ဌဂျင်ထွန်းနဲ့အမှုဆောင်ရရှိချုပ်ဒေါက်တာမိုက်ကယ်မာဂရက်ခရော့စ်ဘီတို့ကကျွန်တော်တို့ဒေါံဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ဘဝအာမခံချက်အတွက်အလွန်ဆိုးရင်ပူပါနေပါတယ်။ဂရုသမဂ္ဂအားသူမရဲ့လူငယ်ချမ်းသာခွင့်အတွက်အထူးတောင်းဆိုထားပါတယ်။သူမရဲ့80နှစ်ပြည့်မွေးနေ့အခါသမယမှာစုဖောင်ဒေးရှင်းအနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ငငါရဲ့ကျင်းသားအားလုံးကိုချစ်ချင်းနဲ့အကန့်အသတ်မရှိလှုပ်ပေးဖို့တောင်းဆိုပြီး ဒီအချက်ဟာမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးနဲ့ပြန်လည်တည်မြဲရေးအတွက်အဓိကကျတဲ့အဆင့်တစ်ခုဖြစ်တယ်လို့ပြောထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေများဖြစ်ကြတဲ့ François Zimmery နဲ့ Catalina de la Sota တို့ကဒီမှာအချင်းထောင်မှာတည်ဆုံသွားနိုင်တာကိုကဘာကလစ်လူရှုနေစဉ်ကျွန်တော်တို့အလွန်စိုးရိမ်နေပါတယ်။သူမရဲ့အသက်အရွယ်နဲ့2021ခုနှစ်ကရီစပြီးသူမရဲ့အခြေအနေကိုအလုံးစုံရှုတ်ထားမှုတို့ကြောင့်သူမခံစားနေရတဲ့ဒဏ်ရာပေါ်အထူးစိုးရိမ်မိပါတယ်လို့ပြောကြားခဲ့ပါတယ်။ စုဖောင်ဒေးရှင်းရဲ့ကြေညာချက်ကိုဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အယက်သားအစိုးရလက်ထက်မှာစီးပွားရေးအကြံပေးအရာရှိဖြစ်တာဝန်ယူခဲ့သူဩစတြေးလျနိုင်ငံသားရှွန်တန်နယ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြန်လည်ဖော်ပြထားရာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဒေါအောင်ဆန်းစုကြည်တန်းရရှိခဲ့ကြောင်းနဲ့မြန်မာစစ်စိုးရရဲ့ညံပြင်းစွာကုသမှုခံယူနေရဆဲဖြစ်ကြောင်းယခုအခါတည်ပြုနိုင်ပြီဖြစ်တဲ့အချာတဲ့ရင်းမြများကအခုလိုဖြစ်နေတယ်လို့အတည်ပြုတယ်မြေအောင်လိုက်ကြဆုံးရမယ်လို့ဂျေတာဖော်ပြထားပါတယ် ဆီယနာရှင်စနစ်ဟာမြန်မာနိုင်ငံကဒီမိုကရေစီစနစ်ကိုရက်ဆက်စွာရပ်တန့်ပစ်ခဲ့ပြီးတမရအဝင်မြင့်နိုင်ငံတော်တမင်ခါပုဂ္ဂိုလ်တို့အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဖွဲ့ဝင်များအယက်သားဆိုးရဝန်သားများသတင်းသမားများပါဝင်တောင်းနှက်ချီတဲ့နိုင်ငံရေးကျင်းသားများကိုဖမ်းဆီးလာခဲ့တာလေးနှစ်ပြည့်ခဲ့ပြီဖြစ်ကအာနာစာသိမ်းတဲ့အချိန်ကလည်းဆေးအုပ်စုရဲ့ဖိနှိပ်မှုများဟာအယက်သားများအားတပ်ဖြတ်ခြင်းဖမ်းဆီးခြင်းများနဲ့ပုံမှန်ပြင်းထန်လာခဲ့တယ်လို့ဆိုပါတယ် ရှင်းနေများနဲ့စုပေါင်းနေရှင်းများကလက်ရှိအချိန်မှာစေအုပ်စုဟာအယက်သားတရာကျော်အားတည်တံ့ချမှတ်ခဲ့ပြီးတည်တံ့ကိုစောင့်ဆိုင်းနေကြတယ်လို့ဆိုကာမြန်မာနိုင်ငံအားသူ့ရဲ့နိုင်ငံသားများပေါ်ချီခံခွင့်ရများကိုလေးစားရန်တိုက်တွန်းထားပါတယ်နိုင်ငံတော်တမင်ခါဘုတ်ကိုဒေါအောင်ဆန်းစုကြည်ဟာ2025ခုနှစ်ဇွန်လ19ရက်နေ့ဒီကနေ့မှာအသက်80ပြည့်ခဲ့ပြီဖြစ်ပါတယ်။